မိတ်ဆွေတို့အနေနဲ့တခုခုကိုပြောင်းလဲခြင်းတဲ့အခါအားထုတ်မှုတွေအများကြီးလုပ်ရမယ်လို့ထင်ပါသလားဒါမှမဟုတ်မိမိရဲ့အလေးချင်းတွေကိုပြောင်းလဲဖို့ခက်ခဲလွန်းနယ်လို့ခံစားမှုပါသလားဒီနေ့မှာတော့အေမီဂျွန်ဆင်ရေးသားထားတဲ့ The Little Book of Things ဆိုတဲ့စာအုပ်နဲ့မိတ်ဆက်ပေးခြင်းပါတယ်ဒီစာအုပ်ထဲမှာအလေးချင်းတွေကိုပြောင်းလဲဖို့ထိုးထွင်းဉာဏ်ကိုဘယ်လိုအသုံးပြုရမလဲဆိုတဲ့အကြောင်းကိုရှင်းပြထားပါတယ် အီမီဂျိုဆင်ဟာနာမည်ကျော်စာရေးဆရာတစ်ယောက်ဖြစ်ပြီးလူများကိုစိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ပတ်သက်ပြီးအကြံဉာဏ်တွေပေးလေးရှိပါတယ်။ The Little of Fitin စာအုပ်ထဲမှာဆိုရင် လူတွေဟာမိမိတို့ရဲ့အတွေးအမြင်တွေကိုပြောင်းလဲခြင်းအဖြစ်ဘဝမှာအပြောင်းလဲတွေကိုဘယ်လိုဖန်တီးနိုင်မလဲဆိုတာကိုရှင်းပြထားပါတယ်။ပထမအချက်အနေနဲ့လူတိုင်းမှာမွေးရပါစိတ်ကျမ်းမာရေးကောင်းမှုမှုနဲ့အလေးကျင့်စိုးတွေကင်းစင်တဲ့အခြေအနေရှိတယ်လို့ဆိုပါရစေ။ ဆိုလိုတာကမိတ်ဆွေရဲ့အခြေအနေဘယ်လိုပဲရှိနေပါစေစိတ်ကျမ်းမာရေးဟာအမြဲတမ်းရှိနေတယ်လို့ဆိုလိုတာပါမိတ်ဆွေတို့စိတ်ကောင်းနေတဲ့အချိန်တွေဟာပုံမှန်အခြေအနေကိုခံစားနေုံပါပဲအလေးချင်းဆိုတာကခဏတာဖြစ်ပြီးမိတ်ဆွေရဲ့အစိတ်ပိုင်းတစ်ခုမဟုတ်ပါဘူးဒါဟာမိုးကောင်းကင်ကိုဖျက်သွားတဲ့မုန်တိုင်းတစ်ခုလိုပါပဲနေကိုခဏတာဖုံးကွယ်ထားနိုင်ပေမဲ့မိုးကောင်းကင်ကိုမထိခိုက်စေပါဘူးမိတ်ဆွေဟာအလေးချင်းတစ်ခုနဲ့မွေးဖွားလာတာမဟုတ်တလို့ အဲ့ဒီအလေးချင်းကမိษွေရဲ့ဘဝကိုလည်းပုံဖော်မှာမဟုတ်ပါဘူးစိတ်ကျမ်းမာရေးကောင်းမှုမှုဟာအမြဲတမ်းရရှိနိုင်ပြီးအလေးချင်းဆိုးတွေထဲမှာနစ်မိုးနေတယ်လို့ခံစားရရင်တော့မွေးရပါစိတ်ကျမ်းမာရေးနဲ့ဘယ်တော့မှဝေးကွာသွားမှာမဟုတ်ပါဘူးမိမိကိုယ်ကိုပြန်လည်တည်ဆောက်နိုင်တဲ့စွမ်းရည်ကအမြဲတမ်းရရှိနိုင်ပါတယ်နောက်တစ်ချက်ကတော့မိษွေရဲ့ခံစားချက်တွေအမြင်တွေနဲ့တုံ့ပြန်မှုတွေအပါအဝင် မိษွေရဲ့အတွေ့အကြုံအလုံးဟာ အတွေ့တွေကနေတဆင်ဖြစ်ပေါ်လာတာပါမိ쇠ဟာပြင်ပကဘာကိုတိုက်ရိုက်မခံစားရပါဘူးမိ쇠ရဲ့စိတ်ကအာယုံခံချက်လက်တွေကိုအသုံးပြုပြီးကဘာရဲ့ပုံရိပ်ကိုဖန်တီးပေးပါတယ်ပြီးတော့အဲ့ဒီပုံရိပ်ကိုအမှန်လို့ထင်မြင်လာပါတယ်မိ쇠ရဲ့ခံစားချက်တွေဟာပြင်ပအခြေအနေတွေကြောင့်ဖြစ်ပေါ်လာတာမဟုတ်ပဲအဲ့ဒီအခြေအနေတွေကိုမိ쇠ဘလို့တွေးတောတယ်ဆိုတဲ့အပေါ်မှာမူတည်ပါတယ် ဆိုလိုတာကမိတ်ဆွေရဲ့အပြင်ဘက်ကဘယ်ယာကမှမိတ်ဆွေကိုဘာမှခံစားစေနိုင်မှာမဟုတ်တလို့ဘာကိုမှလှုပ်ဆောင်စေနိုင်မှာမဟုတ်ပါဘူးအိမ်မက်တွေကအတွင်းကဘာကဖန်တီးထားတဲ့အရာတစ်ခုဖြစ်ပြီးနိုးလာတဲ့အထိအမှန်တိုင်းခံစားရတယ်လို့ပါပဲနိုးထလာတဲ့ဘဝဟာ အတွေးတွေက ဖန်တီးထားတဲ့အတွေ့အကြုံတစ်ခုပါဒါကိုသိရှိခြင်းအဖြစ်မိတ်ဆွေရဲ့အတွေ့အကြုံဟာပြောင်းလဲနိုင်ပြီးပြင်ပကဘာကအဆုံးဖြတ်ပေးတာမဟုတ်ဘူးဆိုတာကိုသိရှိနိုင်ပါတယ် အလေးအကျင့်တွေဟာမိမိကိုယ်ကိုတက်တောင့်တက်တာဖြစ်စေဖို့အတွက်လမ်းမကိုရွေးချယ်ခြင်းပါပဲအလေးအကျင့်တွေအလုံးနိဗ္ဗာန်ဟာခံစားလို့ကောင်းအောင်ဒါမှမဟုတ်မတက်မတာဖြစ်ခြင်းကနေလွတ်မြောက်ဖို့အတွက်အစပြုကြပါတယ်အလေးအကျင့်တွေဟာစိတ်တော့ကရောက်ခြင်းနဲ့မတက်မတာခံစားချက်တွေကနေခဏတာတက်တာရရစေဖို့အထူးထိရောက်ပါတယ် အတွင်းစိတ်ပရိပခတွေကိုငြိမ်သက်စေပြီးမနစ်မြုပ်ွယ်ခံစားချက်တွေကနေအာယုံလွှဲပြောင်းပေးတာကြောင့်အကောင်းဆုံးနဲ့အမြန်ဆုံးနည်းလမ်းလို့ထင်မြင်စေပါတယ်။အလေးအကျင့်တစ်ခုဟာမိမိရဲ့စိတ်အခြေအနေကို ဖော်ပြတဲ့အရာတစ်ခုဖြစ်ပါတယ်။အလေးအကျင့်တစ်ခုမစခင်ခံစားရတဲ့တင်းမာမှုဟာကိုယ်ပိုင်တွေးရတဲ့မှာနစ်မြုပ်နေပြီးမတက်မတာတွေးကြုံကိုဖန်တီးနေတယ်ဆိုတဲ့လက္ခဏာတစ်ခုပါပဲ။ဒါဟာနောက်ဆုတ်ပြီးစိတ်ကိုရှင်းလင်းဖို့ဖိတ်ခေါ်ခြင်းတစ်ခုလည်းဖြစ်ပါတယ်။ ဖြစ်ချင်တဲ့စိတ်တွေဟာအတွေးတွေနဲ့ခံစားချက်တွေပဲဖြစ်ပြီးအဲ့ဒီခံစားချက်တွေကမိတ်ဆွေကိုအလေးချင်းတစ်ခုအပေါ်မှာလှုပ်ဆောင်ဖို့အားပေးပါတယ်။အဲ့ဒီလိုဖြစ်ချင်တဲ့စိတ်တွေကဘလောက်ပဲပြင်းထန်နေပါစေဒါတွေအလုံးဟာ အတွေးတွေပါပဲ။ခဏတာအတွေးတွေကနေဖြစ်ပေါ်လာတဲ့ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာခံစားမှုတွေပါပဲ။ဖြစ်ချင်တဲ့စိတ်တွေဟာအတွေးခုံမရှိတဲ့နိုင်ရီနိုးဆက်တစ်ခုလိုပါပဲ။ အဲ့ဒီအချက်ပေးတန်ဟာမိတ်ဆွေရဲ့စိတ်ကိုလမ်းကြောင်းလွှဲနေပြီးအတွေးဆွဲအားကိုအတုံးမချတတ်ဘူးဆိုတဲ့လက္ခဏာတစ်ခုပါဒါဟာနောက်ဆုတ်ဖို့သတိပေးခေါင်းလောင်းတစ်ခုဖြစ်ပြီးလှုပ်ဆောင်ရမယ့်အမိန့်တစ်ခုတော့မဟုတ်ပါဘူးဖြစ်ချင်တဲ့စိတ်တွေဟာအတိတ်ပဲရှိသလိုဘယ်သူ့ကိုမှလည်းထိခိုက်စေမှာမဟုတ်ပါဘူးအုံနောက်ရဲ့တုတ်ပြတ်မှုတစ်ခုသာဖြစ်ပြီးအလေးချင်းကိုဆက်လက်ရှင်တန်ဖို့ကြိုးစားနေတာပါဒါပေမဲ့အဲ့ဒီစိတ်တွေမှာဘာဆွမ်းအားမှမရှိပါဘူး အာယုံဆိုင်မှုနဲ့လှုပ်ဆောင်မှုမရှိရင်အားလုံးဟာခဏတာအတွင်းမှာပျောက်ကွယ်သွားမှာပါစိတ်ပိုင်းဆိုင်ရာအာထုံမှုထက်ထိုးထွင်းဉာဏ်က ပိုအရေးကြီးပါတယ်အလေးအကျင့်တစ်ခုကိုဖျောက်ဖျက်ဖို့အတွက်စိတ်ပိုင်းဆိုင်ရာအာထုံမှုကို အားကိုးခြင်းဟာရှိပြီးသားအတွေးတွေကိုဖယ်ရှားဖို့အတွက်အတွေးတွေကိုပိုသုံးနေတယ်လို့ပါပဲမိကိုငြိမ့်တက်ဖို့အတွက် လောင်စာထည့်နေတယ်လို့မျိုးဖြစ်နေပါတယ်အာယုံဆိုင်ခြင်းကအရာအလုံးကိုပိုအားကောင်းစေပါတယ် အာယုံတစ်ခုကိုခုခံဖို့ကြိုးစားရင်တောင်အဲ့ဒီအာယုံနဲ့ဆက်ဆက်နေတဲ့အာယုံကြောလမ်းကြောင်းတွေကိုပုံမအကောင်းစေပါတယ်စိတ်ပိုင်းဆိုင်ရာအာထုံမှုဟာစိတ်ပိုင်းဆိုင်ရာနဲ့ခံစားမှုဆိုင်ရာအရင်းမြစ်တွေကိုအသုံးပြုဖို့လိုအပ်တာကြောင့်အာမကိုထိုက်တယ်လို့မတည်မြဲပါဘူးအထူးသဖြင့်ပင်မနေခြင်းစိတ်ဖိစီးနေခြင်းဒါမှမဟုတ်ပြင်းထန်တဲ့ဆန္ဒတွေဖြစ်ပေါ်နေခြင်းမျိုးတွေမှာပိုဆိုးပါတယ် တစုံတစ်ခုအကြောင်းကိုနက်နက်ဆိုင်ဆိုင်ထိုးထွင်းသိမြင်တဲ့အခါအမှန်တရားအစ်စ်တစ်ခုကို မြင်တွေ့ရပြီးအဲ့ဒီအတိတ်ကမိမိရဲ့အပြုမှုကိုတက်ရောက်မှုရှိလာစေပါတယ်ထိုးထွင်းဉာဏ်ဆိုတာကဉာဏ်ရည်ထက်ပိုနက်ဆိုင်ပါတယ်အယူအဆတွေကိုယုတ်တိဗေဒအရနားလည်နိုင်ပေမဲ့ထိုးထွင်းဉာဏ်ကမိတ်ဆွေကိုအလွန်မင်းထိမိစေပြီးတတိရှိရှိနဲ့အာထုတ်เสียရမလို့ပဲအပြုမှုတွေမှာပြောင်းလဲမှုတွေဖြစ်ပေါ်စေပါတယ် ထိုးထွင်းညံဆိုတာကမွေလို့ထင်ထားတဲ့ကျူးတစ်ချောင်းကိုရုတ်တရက်မြင်လိုက်ရတယ်လို့ပါပဲ။တရားဝတ္ထုကမပြောင်းလဲသွားပေမဲ့မိတ်ဆွေရဲ့အမြင်ကပြောင်းလဲသွားတာဖြစ်ပြီးတုံ့ပြန်မှုကလည်းအထောက်အပံ့မလိုပဲပျောက်ကွယ်သွားပါတယ်။အလေးအကျင့်တစ်ခုဒါမှမဟုတ်ဖြစ်ချင်တဲ့စိတ်တွေကိုရှူတော့အစ်တစ်ခုကနေမြင်တဲ့အခါသူတို့ရဲ့စွမ်းအားကပြက်ပြဲသွားပါတယ်။ထိုးထွင်းဉာဏ်ကိုအတင်းကျပ်မရယူနိုင်ပေမဲ့စိတ်ကိုပွင့်လင်းစွာထားခြင်းဖြင့်အားပေးနိုင်ပါတယ်။ ထိုးထွေးညံဟာစိတ်တည်ငြိမ်အေးဆေးနေချိန်မှာဖြစ်ပေါ်လေးရှိပြီးတက်ကြွစွာစဉ်းစားနေချိန်မှာဖြစ်ပေါ်လေးမရှိပါဘူးဖြစ်ချင်တဲ့စိတ်တွေရှိနေခြင်းဟာပြဿနာမဟုတ်ပါဘူးအဲ့ဒီစိတ်တွေကိုလေးစားမလားဒါမှမဟုတ်လှုပ်ဆောင်မလားဆိုတဲ့အပေါ်မှာပဲမူတည်ပါတယ်မိ쇠တို့မှာရွေးချယ်ပိုင်ခွင့်ရှိပါတယ်ဖြစ်ချင်တဲ့စိတ်တွေပေါ်လာတဲ့အခိုက်အတန့်နဲ့အဲ့ဒီစိတ်အပေါ်မှာလှုပ်ဆောင်တဲ့အခိုက်အတန့်ကြားမှာရွေးချယ်ခွင့်ဆိုတဲ့အခွင့်အရေးတစ်ခုရှိပါတယ် ဘလောက်ပဲမြန်ဆန်တယ်လို့ခံစားရပါစေတုတ်ပြန်ပုံကိုရွေးချယ်နိုင်တဲ့နေရာတစ်ခုအများအားရှိပါတယ်လှုပ်ဆောင်ခြင်းမပြုခင်ခဏတာရက်တန့်ခြင်းဟာမိမိကိုယ်ကိုထိန်းချုပ်နိုင်စွမ်းကိုပေးဆွမ်းနိုင်ပါတယ်မိမြပင်အတွင်းစိတ်ကအော်ဟစ်နေပါစေမိမိရဲ့လှုပ်ဆောင်မှုတွေကိုအတင်းကျပ်မခိုင်းစေနိုင်ပါဘူးအလေးချင်းတစ်ခုကိုအားပေးတဲ့အတွေးတွေဟာမိษွေရဲ့အစ်စ်မှန်တမ်းမဟုတ်ပါဘူး။ဒါတွေဟာအောက်ပိုင်းအုံနောက်ကနေထွက်ပေါ်လာတဲ့ခမန်းနိုင်တဲ့အရာတွေပါပဲ။ မိတ်ဆွေရဲ့ပုံမှန်ခြေနေကငြင်းချမ်းခြင်းနဲ့ကြမ်းပါခြင်းပါ။နာကျင်မှုစိတ်ရှုပ်ထွေးမှုဒါမှမဟုတ် ဝေဒနာကိုဖန်တီးတဲ့အတွေးတွေနဲ့အတွင်းအတန်တွေဟာမမှန်ကန်ပါဘူး။မိတ်ဆွေဟာအဲ့ဒီအတွေးတွေကိုတတိပြုမိတဲ့အသည့်တစ်ခုဖြစ်ပါတယ်။အဲ့ဒီအတွေးတွေကိုတတ်မဲ့အရာတစ်ခုလိုမှတ်ယူခြင်းအပြင်အနေရကင်းပြီးခဏတာဖြစ်တည်မှုတစ်ခုအနေနဲ့ပယ်ချဖို့ပုံမိုလွယ်ကူစေပါတယ် အလေးအကျင့်တစ်ခုကိုပြန်လုပ်မိတာဟာပုံမှန်ဖြစ်ပြီးဘာအဓိပ္ပာယ်မှမရှိပါဘူးအလေးအကျင့်တစ်ခုကိုမလုပ်ဘဲနေပြီးမှ ပြန်လုပ်မိတာဟာအလွန်အဖြစ်များပြီးမိတ်ဆွေရဲ့တိုးတက်မှုကိုမဖြည့်ဆည်းနိုင်ပါဘူးအလေးအကျင့်တစ်ခုကိုပြန်လုပ်မိခြင်းရဲ့ပြဿနာကအပြုမှုကိုယ်တိုင်မဟုတ်ပဲမိတ်ဆွေကအဲ့ဒီအပေါ်မှာတတ်မှတ်ထားတဲ့အဓိပ္ပာယ်ကြောင့်ပါချော်လဲတာဟာမအောင်မြင်ဘူးလို့ယုံကြည်တာကတိုးတက်မှုကိုဟန်တားစေပါတယ် အလေးချင်းတစ်ခုကိုပြန်လုပ်မိခြင်းကိုအတိတ်ပဲမရှိတဲ့အဖြစ်ပြက်တစ်ခုလို့မှတ်ယူပါပြီးရင်ပြန်ထပြီးခီးဆက်ပါအဲ့ဒါကနောက်ဆုတ်ပြီးစိတ်ကိုတည်ငြိမ်အောင်လုပ်ဖို့တတိပေးတဲ့အရာတစ်ခုလည်းဖြစ်နိုင်ပါတယ်အတွေးတွေရှိနေခြင်းဟာပြဿနာမဟုတ်ပါဘူးအတွေးတွေဟာအခိုးအငွေ့တွေနဲ့တူပြီးအဝေးကကြည့်ရင် ခိုင်မာတယ်လို့ထင်ရပေမဲ့အနီးကကြည့်ရင်ပျောက်ကွယ်လွယ်ပါတယ် ခုခံခြင်းညှင်းပယ်ခြင်းဒါမှမဟုတ်ပြုပြင်ဖို့ကြိုးစားခြင်းအပြင်အတွေးတွေကိုအာယုံဆိုင်လိုက်တဲ့အခါအာယုံဆူဆိုင်မှုကကြီးမားလာပါတယ်။အဲ့ဒီအခါမှာအခိုးငွေတွေကိုခိုင်မာတဲ့အရာတစ်ခုလိုခံစားရစေပြီးနှင်းမိုးနေတဲ့အတွေးကြုံကိုဖန်တီးပေးပါတယ်။အတွေးတွေရဲ့သဘောတဘာဝကိုမြင်တဲ့အခါအလိုလျောက်ရောရဲသွားပါတယ်။အတွေးတွေကိုနှိမ့်မြုပ်ခြင်းဒါမှမဟုတ်ထိခိုက်ခံစားရခြင်းမရှိဘဲကြီးစုနိုင်ပါတယ်။ အာယုံစူးစိုက်မှုကိုဖယ်ရှားလိုက်ခြင်းအပြင်အခိုးမွေးတွေတိုင်းပဲရှိနေပြီးသူ့အလိုလိုပျောက်ကွယ်သွားမှာပါအချိန်ကြာလာတာနဲ့အမျှအလေးအကျင့်တစ်ခုကိုဆွတ်ပစ်ခြင်းဟာအစပိုင်းထက်အများကြီးပိုလွယ်ကူလာပါတယ်။ဖြစ်ချင်တဲ့စိတ်တွေကိုသတိပြုမိပြီးပယ်ချဖို့အစပိုင်းမှာလိုအပ်တဲ့အထောက်အမှုဟာအချိန်ကြာလာတာနဲ့အမျှညှော်နေလာပါတယ်။မိတ်ဆွေဟာကျမ်းမာတန်ဆွမ်းပြီးအတွေးတွေရဲ့ခဏတာသဘောတဘာဝကိုအမြဲတည်ရှိနေမယ်ဆိုရင် အလေးချင်းနဲ့ပတ်သက်တဲ့မိတ်ဆွေရဲ့အခြေခံဆက်ဆံရေးကပြောင်းလဲသွားပါလိမ့်မယ်။အဲ့ဒီလိုပြောင်းလဲသွားတာဟာမုတ်ဖုန်နီးကိုတင်ယူခြင်းနဲ့တူပါတယ်။အမားတွေရှိနေနိုင်ပေမဲ့မိတ်ဆွေဟာမူလအခြေခံကို နားလည်ပြီးဆွာမဲ့တယ်လို့ခံစားရတော့မှာမဟုတ်ပါဘူး။စိတ်တည်ငြိမ်အေးဆေးမှုဟာအတွင်းထဲကနေရရှိလာတဲ့ခံစားချက်တစ်ခုဖြစ်ပြီးစိတ်တည်ငြိမ်သွားတဲ့အခါငွေရပါ၊ကျန်းမာခြင်းကနေရရှိလာတာပါ။ အလေးချင်းတွေပျောက်ွယ်သွားတာနဲ့အမျှမိတ်ဆွေရဲ့အခြေအနေကမြင့်တက်လာပြီးပုံမှန်အတိုင်းငြင်းချမ်းမှုကိုရရှိနိုင်ပါတယ်။ဒါဟာအလေးချင်းစိုးတွေကင်းစင်တဲ့ပုံမှန်ဘဝတစ်ခုကိုဖန်တီးပေးပါတယ်။မိတ်ဆွေရဲ့စိတ်ထဲမှာအမြဲတမ်းကြမ်းမာတဲ့အလေးချင်းစိုးတွေကင်းစင်တဲ့ကိုယ့်ရဲ့အစ်စ်မှန်ဆုံးသဘာဝကိုပြန်လည်တွေ့ရှိဖို့အရေးကြီးကြောင်းသိထားပါ။ အတွေးတွေကိုဂယုတစိုက်လေ့လာပြီးအလေးချင်းတစ်ခုကိုဖျောက်ဖျက်ဖို့ကြိုးစားမဲ့အစားကိုယ့်ရဲ့အတွင်းစိတ်ကိုနားထောင်ခြင်းအဖြစ်ထိုးထွင်းဉာဏ်ရယူပါအလေးချင်းတွေဟာခဏတာဖြစ်ပြီးကိုယ့်ရဲ့အစ်စ်အမှန်မဟုတ်ဘူးဆိုတာကိုသတိရပါဒါကြောင့်ယနေ့ကစပြီးအတွေးတွေကိုတတိပြုပြီးအေးစေးတည်ငြိမ်စွာရက်တံကကိုယ့်ရဲ့ပင်ကိုယ်ဉာဏ်ပညာနဲ့ချိတ်ဆက်ခြင်းဖြင့်မိမိကိုယ်ကိုပြောင်းလဲစေနိုင်ပါတယ်။